ာစားဖို့အကောင်းဆုံးအချိန်၃ချိန်မနက်စာဆိုတာတနေ့တာလုံးအတွက်စွမ်းရရှိစေဖို့အရေးကြီးဆုံးဖြစ်ပါတယ်။ဒီအချိန်မှာစားသုံးတဲ့လေဆိုတာကလူတို့ချင်းစီရဲ့နေထိုင်မှုပုံစံနဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီးကွပြနိုင်မယ်မယ့်ရေပုံရအဖြစ်အကောင်းဆုံးအချိန်၃ချိန်ရှိပါတယ်။နောက်ဆုံးစားတဲ့အချိန်ကိုတော့နောက်ဆုံးမှဖော်ပြထားပြီးလို့အဆုံးထိကြည့်ပေးပါအောင်နော်။ဒီလိုအကြောင်းအရာတွေနဲ့တည်းရင်ဗီဒီယိုလေးကိုတင်နိုင်မြင်ရအောင် follow လုပ်ဖို့အပေါင်းလေးနှိပ်ခဲ့ပြီးပါအောင်။၁ Note ပြီး나이ဝတ်မတနာ ਈ တွင်စားခြင်း ညဘက်အိပ်ဆက်ပြီးနောက်ခန္ဓာကိုယ်ရဲ့ဇီဝကာမဖြစ်စဉ်ကိုပြန်လည်နှိုးဆော်နိုင်ဖို့အတွက်မနက်စာအမြန်ဆုံးစားသင့်ပါတယ်။ဒီအချိန်ဟာတွေးတွင်းတကြားဓာတ်ကိုတည်ငြိမ်စေပြီးတနည်းတလုံးဆိုင်အပြင်းနဲ့လန်းဆန်းစေပါတယ်။မနက်စာစောစားခြင်းကတွေးတွင်းတကြားဓာတ်ရုတ်တရက်ကြောင့်ဆင်းတာကိုကောက်ွယ်ပေးပြီးစီးချိုဓမာရိတ်အတွက်အထူးသင့်လျော်ပါတယ်။အုံနောက်ကိုလိုအပ်တဲ့ဆိုင်ရင်ဖြစ်တင်ပေးတာကြောင့်အလုံးလုံးတဲ့အခါစားလုံးတဲ့အခါအာရုံစိုးစိုက်မှုပုံမကောင်းမွန်စေပါတယ်။နှစ်မနက်9နာရီမှ10နာရီတွင်စားခြင်းလူများစုအတွက်ဒီအချိန်ဟာမနက်စာစားဖို့အဆင်ပြေဆုံးအချိန်ဖြစ်ပါတယ်။အလုပ်တော်ကြောင့်တဲ့အချိန်နေနဲ့လည်းကန့်ညီပြီးခန္ဓာကိုယ်ရဲ့တဘာဝနိုင် ဲ့လည်းလိုက်ရောညှိထွေမှုရှိပါတယ်။ဒီအချိန်မှာစားချင်းကတနည်းတော့စားတုံးမဲ့အစားအစာတွေကိုအစီအစဉ်တကျစားတုံးဖို့အထောက်အကူပြုပါတယ်။မနက်စာကိုပုံမှန်စားချင်းကနောက်ပိုင်းအချိန်တွေမှာအလွန်အကျွံစားတုံးချက်ကို short ချပေးပြီးကိုယ်အလေးချိန်ခင်းနေရမှာအထောက်အကူပြုပါတယ်။၃ မနက်စင်တိုင်းနောက်ဆုံးထားပြီးစာချင်းဖြစ်ပါတယ်တခါတည်းရန်မနက်ခင်စစောမနက်စာစားဖို့အချိန်မရအောင်မျိုးဖြစ်တတ်ပါတယ်ဒီလိုအချိန်မျိုးမှာအများဆုံးမနက်စင်တိုင်းနောက်ဆုံးထားပြီးမနက်စာစားတတ်ပါတယ်အဲ့ဒီထဲနောက်ကြရိုင်းရင်နေ့လယ်စာနဲ့အချိန်ကြီးဆက်သွားပြီးအစာချင်းပြည့်မှုစနစ်ကိုထိခိုက်စေနိုင်ပါတယ်မနက်စာကိုမကန်တဲ့အချိန်တွေမှာစားသုံးခြင်းကကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံကိုရရှိစေပြီးတစ်နေ့တောင်လုံးအကောင်းဆုံးဆွမ်းဆောင်နိုင်ဖို့အထောက်အကူပြုပါတယ်နောက်ထပ်ဘလို့ကြားရလေးတိချင်နေလဲဗီဒီယိုလေးလုပ်ပေးနိုင်ဖို့ comment မှာမှတ်ခဲ့ပါ